လာညချမ်းမှာ2025ခုနှစ်ဧပြီလ16ရက်နေ့ Radio NUG ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမမ။ပထမဆုံးတင်ပြမယ့်သတင်းကတော့ယာယီသမရိုင်းမြမရွေရနှစ်တက္ကူနှုတ်ခွန်းဆက်မင်းကုန်တိုက်ရိုက်ထုတ်လွှင့်မဲ့သတင်းဖြစ်ပါတယ်။ မြူသားရင်ညွေအစိုးရနိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလာရဲ့မြမရွေရနှစ်တကူနှုတ်ခွန်းဆက်မိန်ကွန်းကို2025ခုနှစ်ဧပြီလ18ရက်နေ့နက်9:00နာရီအချိန်မှာတိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။နိုင်ငံတော်ယာယီသမ္မတ၏နှစ်တကူနှုတ်ခွန်းဆက်မိန်ကွန်းတိုက်ရိုက်ထုတ်လွှင့်မှုကို Office of the President NUG PPTV Radio NUG DPP မြစီမာခေတ်သစ် People Suffering DD Channel Rapico Dylan တန်လွင် time လူဟုအသံဆရှိတဲ့ Facebook page တွေကနေတိုက်ရိုက်ထုတ်လွှင့်သွားမှဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးမြို့သားညညရဲ့အစိုးရဖွဲ့စည်းတည်ထောင်ခြင်းလေးနှစ်မြောက်နေ့သို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကတဝန်လွန်ပေးပို့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မြို့သားညညရဲ့အစိုးရဖွဲ့စည်းတည်ထောင်ခြင်းလေးနှစ်မြောက်နေ့သို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကတဝန်လွန်တရက်ပေးပို့ခဲ့ပါတယ်။မြို့သားညညရဲ့အစိုးရသည်ဆ ਿਆ နာရှင်စနစ်စိုးအဆုံးသက်၍ပြည်သူစံနာနှင့်အညီတည်ထောင်သော Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ရေးနှင့်ပြည်သူအာဏာပြည်သူထံပြန်လည်အနှင်းနိုင်ရေးအတွက် ဒိုင်းနာပြည်သူများတော်လင်းအင်အားစုအားလုံးတို့နဲ့အတူလက်တွဲကြိုးပမ်းလျက်ရှိတည်တာမကတော်လင်းကာလပြည်သူအစိုးရတရက်နေဖြင့်ပြည်တွင်ပြည်ပကဏ္ဍအစုံတွင်လင်းတတာကာလအတွင်းကြိုးပမ်းဆောင်ရွက်နေမှုများအတွက်ဒီတော်စုလွတ်တော်ကိုစားပြုကော်မတီနေဖြင့်ဂုံယူဝံမြောက်ပါကြောင်ဖော်ပြအပ်တယ်လို့ဆိုပါရယ်ဒီတော်စုလွတ်တော်ကိုစားပြုသည်ပြည်သူအသံပြည်သူဆန္ဒနှင့်ပြည်သူတို့၏မျှော်လင့်ချက်ကိုဖော်ဆောင်ပေးနေသည့်လွတ်တော်တရက်အနေဖြင့် ပြည်သူအာဏာပြည်သူထံပြန်လည်အနင်းနိုင်ရမည်ဟုသောယုံကြည်ချက်ကိုခိုင်မာစွာဆုပ်ကိုင်လျက်ပြည်တော်စုလွတ်တော်အစည်းအဝေးကြီးများကိုတတမကြိမ်ထိခေါ်ယူခြင်းပါရတဲ့မြို့သားညီညွတ်ရေးအစိုးရနေဖြင့်လွတ်တော်နှင့်အစိုးရကြားလိုအပ်သောပူးပေါင်းချိတ်ဆက်မှုများအစည်းအခမ်းစာတင်ပြခြင်းနှင့်လွတ်တော်ကိုယ်စားလှယ်များ၏မိကွများကိုဖြေချခြင်းများစသည့်၄နှစ်တာကာလတွင်ဆောင်ရွက်ခဲ့မှုများကိုလည်းမှတ်တမ်းတင်ထားရှိတယ်လို့ဖော်ပြပါဗျာ။ ဆရာနှင့်လွှတ်တော်၏ခိုင်မာသောပူပေါင်းဆောင်ရွက်မှုနှင့်ပြန်လည်ထိညှိဆောင်ရွက်မှုများသည့်ဆီယနာရှင်စနစ်ပြီးသက်ခြုံရေးနှင့် Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်အရေးပါသောခြေကံအုတ်မြစ်တစ်ခုဖြစ်ကပြည်သူဆန္ဒကိုခြေတည်သောနိုင်ငံတော်သစ်စီတို့အတူတကွရှောင်လန်းသွားနိုင်မည်ကိုအပြေအဝယုံကြည်ကြောင်းဖော်ပြပါသည်။ မြို့သားညီညွတ်ရေးအစိုးရအနေဖြင့်သက်ဆိုင်ရာကဏ္ဍအသီးသီးတွေတိုင်းသားပြည်သူများတော်လိုင်းအားစုများမဟာမိတ်အားစုများနဲ့လက်တွဲဆောင်ရွက်လျက်အသွင်ကူးပြောင်းရေးကာလအစိုးရတရက်၏အနာဂတ်လုပ်ငန်းစဉ်များတွင်လည်းဗိုလ်ကြီးမင်းချက်တူညီသောတော်လိုင်းအားစုများအလုံး၏တပေါင်းတစ်စီးတည်းသောအင်အားဖြင့်တိုင်းသားပြည်သူလူထုနှင့် Federal Democracy ပြည်ထောင်စုအတွက်ပုံမအားကောင်းခိုင်မာသောအစိုးရတရက်ပေါ်ထွန်းနိုင်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားနိုင်ပါစေကြောင်းဆန္ဒပြုလျက်ဤသို့ဝန်လောအားပေးဖို့အပ်တယ်လို့ဆိုပါတယ်ရှင်။ နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့မြန်မာနိုင်ငံကလေးမေကယ်ဆယ်ရေးအတွက်လှူဒါန်းမှုပြည်ထောင်စုဝန်ကြီးနော်စုစန္နာလှလှဆူမှလက်ခံရယူတဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကလင်းပေးကယ်ဆယ်ရေးအတွက်လှူဒါန်းမှုကိုမြို့သမီးလူငယ်နှင့်ကလေးသငယ်ရောင်းကြီးဌာနပြည်ထောင်စုဝန်ကြီးနော်ဆူဇနာလှလှဆိုးကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါတယ်မြန်မာနိုင်ငံကလင်းပေးကယ်ဆယ်ရေးအတွက်အမေရိကန်နိုင်ငံမှဒေါက်တာမြင့်စံနေဦးနဲ့မိသားစုမှမြို့သမီးလူငယ်နှင့်ကလေးသငယ်ရောင်းကြီးဌာနမှတစ်ဆင့်အမေရိကန်ဒေါ်လာ250အားထောက်ပတ်လူဒန်းခဲ့ပါတယ်မြန်မာပြည်သူများအတွက်အမြဲတမ်းရှိနေသောဒေါက်တာမြင့်စံနေဦးနဲ့မိသားစုအားမြို့သမီးလူငယ်နှင့်ကလေးသငယ်ရောင်းကြီးဌာနမှအထူးပင်ကျေးဇူးတင်ဝမ်းမြောက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်တယ်လို့ဖော်ပြပါတယ် ရရှင်။လူတလင်းအားစုများ၏ယခုနှစ်တကြံတန်းချက်များကို NGO လူခွင့်ရေးဝန်ကြီးချီချူကွန်ပျူတာတရင်ကိုလည်းတင်ပြပေးပါအောင်မယ်။လူတလင်းအားစုများရဲ့ယခုနှစ်တကြံတန်းချက်များကို NGO လူခွင့်ရေးဆိုင်ဝန်ကြီးဌာန ဒီတော်စုဝင်ကြီးဦးအောင်မျိုးမင်းကချီချူးဂုံပြူတယ်လို့ဧပြီလ16ရက်မှာအသိပေးဆိုထားပါတယ်။ဒီနေ့တန်ကြပ်ဖွဲ့တွေတော်တော်များများရဲ့တန်ကြပ်တွေနားထောင်ပြတဲ့ထိမိတဲ့ဆူရှတဲ့ထက်မြက်တဲ့တန်တွေကအားပါတယ်။တန်ကြပ်ဆိုတာပြည်သူတန်ဖော်ထုတ်ပြီးခေတ်ကိုတင်းပြတဲ့အမှုပညာတရက်ပဲ။တန်ကြပ်တွေနားထောင်ရင်လက်ရှိပြည်သူတွေရဲ့ဘဝအခြေအနေ ပြည်သူတွေရဲ့ခံစားချက်ပြည်သူတွေရဲ့မျှော်လင့်ချက်ပြည်သူတွေရဲ့တောင်းဆိုချက်တွေကိုတွေ့ရတယ်။ရှင်ခုန်နဲ့စိတ်လုံရှားတဲ့တက်ကြွတဲ့စင်ကြင်မိတယ်။ပြီးတော့တာဝန်ရှိတယ်လို့ခံစားရတယ်လို့ဝန်ကြီးကဆိုပါတယ်။ New Delhi AR စုများ၏ယခုနှစ်တကြံတန်ချက်များတွင် CDM များကိုဝိုင်းဝန်းဖေးမှကူညီရန်နဲ့ LG အစိုးရကိုထောက်ပြတဲ့တန်ချက်များလည်းတင်ဆက်ခဲ့ကြပါရဲ့ရှင်။ ဆက်လက်တင်ပြပေးအောင်မယ့်တဲ့ရင်ကတော့2025ခုနှစ်အခြေခံပညာပြီးမြောက်ကျောင်းစစ်ဆေးအကဲဖြတ်ခြင်းစနစ်သစ်ဒွါရတ်သမတန်း၏ registration ပိတ်သိမ်းရန်ကာလတည်ပြီးနှိုးဆော်တဲ့တဲ့ရင်ဖြစ်ပါတယ်2025ခုနှစ်အခြေခံပညာပြီးမြောက်ကျောင်းစစ်ဆေးအကဲဖြတ်ခြင်းစနစ်သစ်ဒွါရတ်သမတန်း၏ registration ပိတ်သိမ်းရန်ကာလကို energy ပညာရေးဝန်ကြီးဌာနကအတည်ပြီးနှိုးဆော်လိုက်ပါတယ် 2025ခုနှစ်အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးခဲ့ဖြစ်ခြင်းစနစ်သစ်ထွာတဲ့သမာဓိသည်2025ခုနှစ်ဇွန်လတွင်ကျင်းပမည်ဖြစ်ပါသဖြင့်ပြည်သူ့ဝင်ရှောက်ထားခြင်းကာလသည်2025ခုနှစ်မတ်လ22ရက်နေ့မှဧပြီလ30ရက်နေ့အထိဖြစ်ပါ၍ရှောက်ထားနိုင်သည့်ကာလသည်15ရက်သာကျန်ရှိတော့ပါကြောင်းကြိုတင်တိုက်တွန်းထမှန်နှုတ်ဆော်အပ်တယ်လို့ဖော်ပြပါရယ်ပြည်သူ့ကြမဲ့အပေါင်းအသင်းသူများအနေနဲ့ဧပြီလ30ရက်နေ့ည7:00နာရီနောက်ဆုံးထားပြီး BCA စနစ်သစ်ဒေါ်တာသမားရန် registration ဖြည့်သွင်းနိုင်ကြပါရန်ကြိုတင်အသိပေးတိုက်တွန်းနှိုးဆော်အပ်တယ်လို့ဆိုထားပါတယ်ရှင်။မန်းလေးမြို့တွင်ပြူကျအဆအဦးများအောက်မှသေဆုံးပြီးရုံလောင်းများဆက်လက်ရှာဖွေတွေ့ရှိတဲ့တဲ့ရင်ကိုလည်းတင်ပြပေးပါမယ်။မန်းလေးမြို့မှာပြူကျအဆအဦးများအောက်မှသေဆုံးပြီးရုံလောင်းများဆက်လက်ရှာဖွေတွေ့ရှိလျက်ရှိတယ်လို့တဲ့ရင်ရရှိပါတယ်။ မလ28ရက်မိုးလွယ်ပိုင်းစကိုင်းမြို့ကိုဗဟိုပြူပြီးလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ချောက်လူဦးရေ3000ကျော်ရှိခဲ့ပါတယ်။အင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်မန္တလေးတိုင်းဒေသကြီးအောင်မြင့်သာဆန်မြို့နယ်စကိုင်းဘီလာအဆောင်ပြိုးကျတဲ့နေရာတွင်ဆယ်ရန်တရားများနဲ့အတူရှာဖွေကယ်ဆယ်လုပ်ငန်းများနဲ့ရှင်းလင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိရာဧပြီလ15ရက်နေ့နေ့လယ်3နာရီချိန်တွင်ကြားတဦးရေရုပ်လောင်းနှင့်နေ့လယ်3နာရီ10မိနစ်အချိန်တွင်ကြားတဦးနေ့လယ်3နာရီခွဲအချိန်တွင်ကြားတဦးရေရုပ်လောင်းအားထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ လားဒူမန္တလေးတိုင်းဒေသကြီးမန္တလေးမြို့84လမ်း29လမ်းနဲ့28လမ်းကြားရှိ တိုင်းဒေသကြီးတမဝရမဦးစီးဌာနအဆောက်အုံပြုကြမှုတွင်ရှင်လင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာဧပြီလ15ရက်နေ့တွင်ကြားတအုပ်နှင့်မတအုပ်ရဲ့ရုပ်လောင်းများကိုရှာဖွေတွေ့ရှိခဲ့ပါသည်ရှင်။ ဆု80 birthday campaign ကဒေါ်ဆန်းစုကြည်မွေးနေ့မှတ်တရပြက်ကလေးများ American ပြည်ထောင်စုနယူးယောက်မြို့ကိုမကြခင်ရောက်ရှိမဲ့တဲ့ရင်ကိုလည်းတင်ပြပေးပါဦးမယ်။ဆု80 birthday campaign ကဒေါ်ဆန်းစုကြည်မွေးနေ့မှတ်တရပြက်ကလေးတွေ American ပြည်ထောင်စုနယူးယောက်မြို့ကိုမကြခင်ရောက်ရှိမဲ့လို့ Helping Hands for Burma ကအသိပေးဆိုပါတယ်။ H2B မှာဝယ်ယူထားသူများအမှတ်တရပြက်ကလေးများဟာနယူးယောက်ကိုလာမယ့်စနေနေ့လောက်မှရောက်ရှိမှာဖြစ်ပါတယ်။နယူးယောက်မြို့မှာဝယ်ယူသူများအနေနဲ့တနင်္ဂနွေနေ့လောက်မှပစ်ကက်လုပ်လို့ရမှာဖြစ်ပါတယ်။ထက်မှန်အကြောင်းကြားပေးမှာဖြစ်ပါတယ်။အခြားပြည်နယ်တွေအတွက်တနင်္လာနေ့မှစပြီး USPS ကနေပေးပို့ပေးသွားမှာဖြစ်ကြောင်းသိပေးပါရစေလို့ဆိုထားပါတယ်။ SUAT Birthday Campaign ရဲ့ပထမပိုင်းဖြစ်တဲ့အမှတ်တရပြက်ကလေးများကိုနိုင်ငံသီးသီးမှအဖာများမှဝယ်ယူသူများထံစတင်ဖြန့်ဖြူးပေးနေကြပြီလို့ campaign page ကလည်းအသိပေးကြေညာထားပါတယ်။ နိုင်ငံတည်တည်မဆု80 birthday ကလင်တာဝယ်ယူသူများနဲ့ volunteers effa များ camp နဲ့ campaign ဖြစ်မြောက်ရေးကော်မတီမှအထူးပဲကျေးဇူးတင်ရှိတယ်လို့လည်းအသိပေးကြေညာထားပါတယ်ရှင်ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ငလင်းဘေးဒဏ်ခံခဲ့ရသူများနဲ့အတူ စီလုံးညညစွာရက်တီးပြီးမြမပြည်သူပြည်သားများနဲ့အတူရှိနေကြောင်းဆွစ်ဇာလန်တန်ယုံထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ငလင်ဘေးဒဏ်ခံခဲ့ရသူများနဲ့အတူစီလုံးညညစွာရက်တီးပြီးမြမပြည်သူပြည်သားများနဲ့အတူရှိနေကြောင်းဆွစ်ဇာလန်တန်ယုံရန်ကုန်ကဧပြီ16ရက်မှာထုတ်ပြန်ပါတယ်။ မြန်မာနေသစ်ကိုကြိုးဆိုသောအဖြစ်မြန်မာနိုင်ငံဆိုင်ရာဆက်စလန်တန်ယုံမှမြန်မာပြည်သူပြည်သားများအတွက်ငြိမ်းချမ်းခြင်းဖြင့်ချမ်းသာခံပြီးအသိတမန်ဖြစ်ပေါ်လာပါစေကြောင်းစုမုံကောင်ကြောင်းအပ်ပါတယ်လို့ဖော်ပြပါတယ်။ယခုနေ့သစ်အခါသမယတွင်မကြသေးမီကငလင်ဘေးတံခံခဲ့ရသူများနဲ့အတူစီလုံးညညွတ်စွာရည်တည်ပြီးချနှုတ်တို့၏အတွင်များသည်မြန်မာပြည်သူပြည်သားများနဲ့အတူရှိနေတယ်လို့ဆိုပါတယ်။မတူညီသောတလေထုံနှံများကြောင့်မှဆွစ်ဇာလန်နဲ့မြန်မာနိုင်ငံနှစ်ရပ်စလုံးသည်စီလုံးညညွတ်မှုနှင့်နှစ်သစ်ကိုသဲဆောင်လာမည်မျှော်လင့်ချက်ကိုမျှဝေကြတယ်လို့လည်းဖော်ပြပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ပါတီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။